မြေတကနှစ်ဆတင်ကဟောဆိုတဲ့မင်္ဂလာအပါ30နဲ့အညီမိငယ်ဖြစ်သူကအကိုကြီးရဲ့မင်္ဂလာဆောင်မှာငွေသိန်း1000လက်ဖွဲ့ခဲ့တယ်ဆိုတဲ့တဲ့ဟာ2025အောက်တိုဘာလ18ရက်နေ့ကနေစပြီးအွန်လိုင်းပေါ်မှာပြန့်နှံ့ခဲ့ပါတယ်ဒီ post ကိုပထမဦးဆုံးစတင်ထားတဲ့သူကတော့ရွှေထိုးဆိုတဲ့ Royal Army ချမ်းသာ Comedy Limited မှရှင်ဖြစ်ပြီးအွန်လိုင်းပေါ်မှာ ကေတုမတီကရှိုးရောမှာတိမ်မောင်းတထောင်လက်ပွဲနဲ့အတူညီငယ်ကိုမြင့်တန်းနဲ့မြမမက်ဝေရဏဖြိုးတို့ဤချီနူးစရာမင်္ဂလာပွဲတက်ရောက်ချင်းင်းဆိုပြီးဝေမျှထားတဲ့ဓာတ်ပုံနဲ့ဗီဒီယိုလေးတွေဟာအွန်လိုင်းပေါ်မှာမြင်ရသူအပေါင်းကိုအားကျမြင်သက်သွားစေခဲ့ပါတယ်။တည်င်းတွေကိုမတူပွဲပြားတဲ့ရှိုးထောင်းကနေရှုမြင်ခန်းစားခြင်းနဲ့ မှုပင်ဖြစ်ရမှန်းနေရဲ့မြောက်ွက်တွေလှုပ်ရွှတ်ချက်တွေကိုသိရှိခန်းစားခြင်းနဲ့ဆိုရင်တော့70 Media Voice ကို Subscribe လုပ်ထားပြီးတင်လွင်ဆန်းတက်တဲ့အတင်းအမျိုးအစားအသစ်တွေကိုရယူခန်းစားနိုင်ပါတယ်ရှင်။မင်္ဂလာပွဲကိုရန်ကုန်မြို့က Novo Day Hotel မှာပြုလုပ်ခဲ့တာဖြစ်ပြီးလက်ဖွဲ့ငွေသိန်းတထောင်ဆိုတာမျိုးကတာမန်လူတယောက်အနေနဲ့ဆိုရင်အောင်ပါလီတီပေါ့မှသာရနိုင်ပေမဲ့အိမ်မက်ထဲကငွေပမာဏမျိုးမျိုးအားကြမြင့်တက်သွားကုန်ကြစေတာပါ။ အိမ်မက်တော်မငတ်ပူတဲ့ငွေပမာဏကိုလက်ဖွဲ့တာမြင်တော့မနာလိုအပိ္ပစာကြီးတဲ့ကြတဲ့လူတချို့ကတော့စာရွက်ကလေးပေါ်မှာအိမ်တကောင်းလို့ရေးထားတာ ငါတို့ဆိုကားတွေတိုက်တွေပါထည့်လိုက်လို့ရသေးတယ်။ဒါလောက်ကတော့လွယ်လွန်းတာပေါ့ဆိုပြီးဘယ်တော့ခါမှသူတို့မဖြစ်နိုင်တဲ့ဘဝကိုလှမ်းဝေဖန်လို့မဆားရတဲ့စပြစ်တင်းချင်ခဲ့ကြပေမဲ့ဗီဒီယိုကို တေချာကြည့်မယ်ဆိုရင်တော့ရှေ့ကရှော့လာကြတဲ့မင်္ဂလာဆောင်တွဲနောက်မှာပစက်တွေအုပ်လိုက်ကိုနေမင်းနဲ့ထည့်ပြီးနောက်ကနေလိုက်လာခဲ့ကြတဲ့သူတွေကိုမြင်ရမှာပါ။အတက်လွတ်ကြီးအပိတ်စာနဲ့ဝေဖန်နေကြသူတွေရှိတယ်လို့ရောက်ကြမယူသေးဘူးလားမင်းနေတဲ့သူတွေ။ဒါမျိုးလို့ဖွဲ့ရရင်ချက်ချင်းမင်္ဂလာဆောင်မယ်။ ဒါမျိုးကလက်ဖွဲ့ရလို့ကတော့ဘယ်နှခါဆောင်ရဆောင်ရဆိုတဲ့အမျိုးသမီးတူကြီးကိုလည်းမြင်ခဲ့ရပါတယ်။အခုမြင်ရမှာကတော့ကိတုမလီကရှိုးရုံးပိုင်ရှင်မင်္ဂလာတတို့တာကိုမြင့်တန်းနဲ့မုံဝေးရတနာဖြိုးလို့ရမင်္ဂလာပွဲမှာရှိတ်ကူးထားတဲ့ပုံရိပ်တချို့ပါ။ကိတုမဒီကရှိုးရုံးဆိုတာကကာလောကမှာနာမည်တစ်လုံးနဲ့ အမြင်ကြော်ကြားနေတဲ့ကားရှိုးရုံတစ်ခုဖြစ်ပြီးကားကောင်းကားတက်များကိုသာရောင်းနေကားခက်ဆံမဲလုံးဝမရောင်းပါဆိုပြီးအတိအလင်းကြေညာထားခဲ့တဲ့နာမည်ကုန်ကတိမွေးတဲ့ရှိုးရုံတစ်ခုပါကေတုမဒီအော်တိုဆိုပြီး follower တသန်းရှိတဲ့ Facebook page တစ်ခုဖွင့်လှစ်ထားပြီးပေးမှာကားအယောင်းဝယ်တွေကိုဖွင့်လင်းမြင်သာမှုရှိရှိတင်ပြထားတာကိုမြင်ရမှာဖြစ်ပါတယ်ပေးကိုစီမံခန့်ခွဲပုံ posting ပုံတွေကိုကြည့်လိုက်တာနဲ့လုပ်ငန်းကိုဒီရှိုးရုံပိုင်ရှင်ရဲ့အရေးအချင်းအရေးအသွေးကိုအတိုင်းအတာမြင်နိုင်မှာပါ ဒီတော့ပိုင်ဆိုင်မှုနောက်ခံကိုရီကိုသွေးရေအချင်းစရာရီနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင်တင်တတောင်းဆိုတာများလာရဲ့ပမာဏမဟုတ်ပဲတသက်မှာတစ်ခါသာဆောင်ရတဲ့ငင်္ဂလာမျိုးမှာရှစ်ဆောင်လမ်းမြအကိုကြီးဖြစ်သူကိုငင်းငယ်တယောက်အငင်းနဲ့ကျေးဇူးတစ်စိတ်တစ်ပိုင်းပြတ်ဆက်ပေးခြင်းလို့တော့ရှုမြင်နိုင်ပါတယ်ဒီငင်္ဂလာဆောင်ပုံရိပ်လေးတွေကိုကြည့်ရင်မူတီတာပွားများနိုင်ကြစေဖို့အလို့ဟာတိဆက်ပေးလိုက်ရပါတယ်မူတီတာတရားလက်ကင်ထားပြီးရှင်လက်ချမ်းမြည့်တဲ့ဘဝလေးတွေပိုက်ဆိုင်နေကြပါစေရှင်